တနင်္ဂနွေနေ့မွေးစွာအောင်မင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့ကနေ9ရက်နေ့အတွင်းမှာဘဝရည်မှန်းချက်အောင်မြင်ခြင်းရှိမယ်ရှင်ပြိုင်မှုအောင်မြင်မယ်ပညာတတ်နဲ့ပတ်သက်သောကံတုတ်တက်မှုနဲ့အောင်မြင်မှုရှိမယ်ဝိကျေးစုဆောင်းရခဲ့မယ်ရည်မှန်းချက်တွေကိုကောင်းထည်ဖို့ပြီးတုတ်တက်မှုကိုရနိုင်တယ်10ရက်နေ့မှာကိုလုပ်တဲ့လုပ်တွေရဲ့အောင်မြင်မှုအနှစ်သာရမြင်ပါမယ် နေ့ရက်နေ့မှာရန်တိုက်ခနေနဲ့ရှင်ပြီးလောက်ရမယ်ပြီးမှလူရပြည့်စုံမယ်သုံးရက်နေ့ကတော့မိษွေကူညီရမယ်စမ်းပွင့်မယ်ပြည့်ရတတ်ကောင်းမယ်ရည်မှန်းချက်အောင်မြင်မယ်လေးရက်နေ့မှာဥတီကျဲပြောင်းပြီးလှုပ်တာဆင်ပြေမယ်ကောင်းသောသတင်းစကားချုပ်မယ်ဝေးကွာ သူတွေနဲ့ပြန်လည်ဆုံစည်းနိုင်တယ်၅ရက်နေ့ကတော့ဝေးချေကံလုပ်ငန်းကံစီဝါကံဘဝကံတို့သောထူးခြားစွာတိုးတက်ခြင်းနဲ့လူရပြည့်စုံခြင်းကိုချုပ်မယ်၆ရက်နေ့မှာလူယုံမထားရအောင် ူတစ်ပါးကိုယုံပြီးသွဲပြီးလုပ်တဲ့လူတွေကိုရှောင်ကျဉ်ရမယ်။ခုနှစ်နှစ်မှာတော့ထူးခြားတဲ့ပြောင်းလဲတဲ့တွတ်တက်မှုတွေဖြစ်ပေါ်ပြီးတော့ရှင်မင်းကျက်အောင်မြင်မဲ့သုံးလင်ကစားအဲ့ဒီနေရာမဟာယဉ်ကျေးနဲ့တိုက်တဲ့အတွက်ရှင်ရနေရင်ရနေကိုကယူဆိုင်ရမယ်။တောင်ရက်ကိုတည်သွားစရာနေရှိတဲ့တဲ့နေကင်းဆက်ရနိုင်တဲ့တန်တိုင်ခွဲချမှာအသွာလာနေထိုင်ကယူဆိုင်ရမယ်။တပတ်တာကာလအတွင်းမှာ တနင်္လာနေ့တောက်ကြနေ့စနေနေ့ မွေးသူတွေကိုကိုကောင်းကျိုးပေးတယ်။ တနင်္ဂနွေနေ့ဗုဒ္ဓနေ့ဝိသုများကြောင့်စိတ်နောက်ရက်တွေရှိတတ်တယ်။တစ်လေးကိုကနန်းနေအကျိုးပေးပါတယ်။အညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုဝင့်စင်သုံးဆွဲပြီးတော့အလိုရှိရာဆောင်ရွက်နိုင်ပါတယ်။အထူးပြုတင်ပြလိုတဲ့အကြောင်းရက်ကတော့နွန်ဘာလ၄ရက်နေ့ကတစားဘုံလာပြည့်နေ့ဖြစ်ပြီးတော့အဲဒီ၄ရက်နေ့ကအင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်။တစားဘုံလာပြည့်နေ့မှာလည်းထူးခြားတဲ့နှက်ခတ်စုံလင်နေတဲ့စွမ်းသတ္တိရှိတယ်။ အဲ့ဒီနေ့ရဲ့ညနေ3:00နာရီလာပြည်နေအင်္ဂါနေ့ရဲ့ညနေ3:00နာရီချိန်မှာဇီးပင်တပင်ရဲ့အရှိတောင်ပင်ခိုင်ကနေဇီးကိုင်းကိုယူမယ်ဇီးကိုင်းခဲတဲ့လုံးသာသာလက်ညှိုးလုံးသာသာလောက်ဇီးကိုင်းကိုယူမယ်ယူလိုက်ပြီးတော့အဲ့တော့ကိုရှစ်လက်မှအလျာဖြတ်ပြီးတော့အခောက်ခွာပြီးတော့ရွှေရောင်တုတ်ပြီးတော့ဈေးရောင်းဝယ်ကိစ္စနေရာမှာထားရင်ဈေးခေါ်ဈေးရောင်းကောင်းတယ် ထူးထူးခြားခြားပဲကိုရောင်းကျင်တဲ့ခေတ်စလေးထိပြီးတော့ရောင်းချမယ်ဆိုရင်အယောင်းဝယ်သွက်လက်တဲ့ရောင်းမထွက်တဲ့ကားလိုအိမ်တို့တောင်မှအဲ့ဒီလိုရတရားစင်းနဲ့လို့ရအစဉ်ပြေတယ်အဲ့ဒီဈေးရောင်းကောင်းတဲ့ရတရားစင်းကိုအဲ့ဒီလာပြည့်နေ့မှာစီရင်မှာထူးထူးခြားခြားကောင်းကျင်နေရတာပါလိမ့်မယ်ယေရှုတင်ပါတယ်ဒီနေ့လာနေပွေသူအားလုံးမင်္ဂလာပါ2025ခုနှစ် နိုဝင်ဘာလ10ရက်နေ့ကနေ9ရက်နေ့အတွင်းမှာတပားသူကြောင့်မိမိရွယ်ချက်နှောင့်နေပဲအိမ်တွင်းရဲ့လူဝင်ရေးပြဿနာတွေဖြေရှင်းရနေမယ်ပြဿနာဟောင်းတွေကိုပြန်လဲအသစ်သဖွယ်ဖြေရှင်းရခြင်းကြောင့်မယ်အရဝင်းနဲ့ဆက်သွယ်ပြီးလုပ်တဲ့လုံချိုးပေးမယ်ရန်တိုက်ခံကြမှတိုးတက်ခြင်းကိုကြောင့်မယ်ဝေးကြီးကိစ္စပြောဆိုဆောင်ရွက်မှုတွေမှာတတိနဲ့ဆောင်ရွက်ရမယ်တရက်နေ့တွေမှာရန်တိုက်ခံတဲ့ရှင်ပြီးတော့တတိနဲ့တော့ရမယ့်နေ့ဖြစ်တဲ့နေ့ရက်နေ့ကတော့ အလုံးစုံစင်ပြေခြင်းခံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းနှစ်သာရကြုံမယ်။သုံးရက်နေ့မှာအရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေချိုးပေးပြီးဘဝတိုးတက်မယ်။လေးရက်နေ့မှာငွေကြေးခံကောင်းမယ်လုပ်ငန်းခံကောင်းမယ်ဘဝတိုးတက်မယ်။ငါးရက်နေ့မှာရံများမယ်လူယုံဒုက္ခပေးမယ်အပြိုင်ဆိုင်များမယ်။6ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွင့်ရေးစစ်တွေကိုလက်တွေ့သုံးချပြီးဘဝတွတ်တယ်မယ်။9ရက်နေ့မှာ လုပ်ငန်းကံကောင်းမယ်ဘဝတိုးတက်မယ်ဒါပေမဲ့မတော်စထိခိုင်မှနေကြီးဆက်ရမယ်တောင်ရက်ကိုတည်သွားစရာနေရှိတတ်တယ်နေ့7နိုင်နဲ့တနိုင်ခွဲတွဲမှာသွာလာနေထိုင်ကြီးဆက်ရမယ်ဒီတပတ်တာကာလအတော်တွဲမှာဇာတပတိနေဗုဒ္ဓုနေတနင်္လာနေ့ဘွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့ကနေ့ဘွေးသူတွေဒုက္ခပေးတတ်တယ် တင်ငါခုကနဲ့နေဂျိုးပေးတယ်စိတ်ရောင်ဖြူရောင်မိခွေရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်ဒီတစ်ပတ်အတွင်းနိုဝင်ဘာလ၄ရက်နေ့ဒဇာမုန်းနာပြည်နယ်အင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်အဲ့ဒီညနေ၃နိုင်ချိန်မှာဇီးဗီတီဘင်ရဲ့အရှိတောင်ဘက်ကိုထိုးထွက်နေတဲ့ဇီးကန်းကိုယူပြီးတော့အဲ့ဇီးကန်းကိုရှစ်လက်မှလျားဖြတ်အခောက်ခွာရွှေအောင်တုပ်ပြီးတော့လက်ခေါ်ဇီးခေါ်ကောင်းတဲ့အစီရင်ဖြစ်ဆောင်တူတူကြကြကို ရောင်းပန်းဝယ်ပန်းဖွင့်စေတဲ့လက်ဖွင့်စေတဲ့အဆောင်တစ်ခုဖြစ်လာမယ်လက်တွေသုံးချပြီးလူရဆန္ဒအောင်မြင်နိုင်ပါစေကျေးဇူးတင်ပါအင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့ကနေ9ရက်နေ့အတွင်းမှာဘဝတွတ်တက်မယ်ရွယ်ကြအောင်မြင်မယ်အခက်ခဲဖြစ်ရှင်းနိုင်မယ်သူတစ်ပါးတည်းတောင်းလို့နိုင်တဲ့စွတ်သက်တီပေါ်ထွန်းတဲ့အပြိုင်ဆိုင် အားလုံးကိုကြော်ပြီးဘဝတွတ်တက်မယ်မေတ္တာရေးစမ်းပွင့်မယ် ဝေးကွာနေတဲ့သူတွေနဲ့ပြန်လည်ဆောင်စည်းမယ်။ကာလတန်ကြာဆိုင်းငံ့ထားတဲ့တို့တရားလုံးကိုလည်းပြန်လည်လုတ်ကင်ချိုးပေးခြင်းနဲ့တိုးတက်ခြင်းကိုကြုံတွေ့ရမှာဖြစ်ပါတယ်။တရနေ့မှာရာရာဆင်ပြေခြင်း၊ကံကောင်းခြင်းနဲ့လူရာပြည့်စုံခြင်းတွေကိုကြုံမယ်။နှစ်ရက်နေမှာတခုတည်းမကတဲ့လူတွေကိုဒီပြိုင်နေတဲ့လူကန်ချိုးပေးမယ်။သုံးရက်နေမှာရန်တိုက်ခံနေတဲ့ရှင်ပြီးလောက်ရတဲ့လေးရက်နေမှာစမ်းပွေမယ်လူရပြည့်စုံမယ်ကံမြမချင်းနဲ့တိုးတက်ခြင်းတွေကြုံမယ်။၅ရက်နေမှာ အရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုံချိုးပြခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြောင်းမယ်6ရက်နေ့မှာမထင်မှတ်ပဲငွေဝင်မယ်မမျော်လင့်မဲဆောင်ရွက်လိုက်တဲ့ကိစ္စတွေကနေထူးခြားတဲ့အောင်မြင်မှုကိုရရှိပြီးတော့ပြိုရသူများအမြဲတမ်းစမ်းပွင့်မယ်9ရက်နေ့ဟာရန်တိုက်ခံနေရှိတဲ့တဲ့မတော်တဆထိခိုက်မှန်နေတဲ့ကြုံတွေ့တတ်တဲ့အသွားလန်တွေထိုင်ထူးပြပြီးယူဆရမယ်ဒီနေ့ခြားကြရောက်တဲ့ထူးသဖြင့်တောင်ရက်ကိုတည်သွားစေနေရှိတဲ့တဲ့နေ့စက်နန်နိုင်တဲ့တန်တန်ခွဲအတွက်မှာ အသွါလန်နေထိုင်ထူးပြူကြီးဆက်ရမှာဖြစ်ပါတယ်။တနင်္ဂနွေနေ့သောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်။တနင်္လာနေ့ကနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။နှစ်ခွန်ကိုကနန်ချိုးပေးတယ်။အဖြူရောင်ဆေးရောင်မိခိုးရောင်တို့ကိုဝစ်စင်သောဆွဲပြီးအလိုရှိရာဆောင်ရွက်နိုင်ပါတယ်။အထူးပြုတင်ပြလိုတဲ့အကြောင်းအရာကတော့နိုဝင်ဘာလ၄ရက်နေ့ဒီဇင်ဘာလပြည့်နေ့အင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်။လက်ပွင့်ကပ်ပွင့်စီရင်ကိုဆောင်ရွက်လို့ရတယ်။အဲ့ဒီနေ့ ညနေ3:00အချိန်မှာဇီးပင်တပင်ရဲ့အရှိတောင်ကိုင်းကနေဇီးကိုင်းကိုယူပြီးတော့အလျားရှစ်လက်မှဖြတ်အခောက်ခွာပြီးရွှေရောင်သုတ်ထားပြွဲတာကိုစောင်းထားကိုနှပေးမှထားထားဈေးရောင်ကောင်းတယ်လုပ်ငန်းကံကောင်းတယ်အယောင်းဝယ်ကိစ္စတွေမှလည်းဒါကကိုယ့်အတွက်ရောင်းထွက်စေအောင်ဆောင်ရွက်နိုင်တဲ့ဒီရရားစီရင်ဖြစ်သွားတယ်ဒါလေးလုပ်ကင်ပြီးတော့အချိုးကျစုကိုရရှိပါကျေးဇူးတင်ပါတယ်ဗုဒ္ဓနေမွေသူအလုံးမင်္ဂလာပါ 2025ခုနှစ်နိုဝင်ဘာလ1ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာလက်ပွင့်မယ်ကံပွင့်မယ်အလိုပြည့်စုံမယ်ဘဝတိုးတက်မယ်အခက်အခဲဖြေရှင်းနိုင်မယ်လုပ်ငန်းမရှိသူလုပ်ငန်းရမယ်လုပ်ငန်းရှိသူတိုးတက်မယ်ဒီကလအတွင်းစတင်ဆောင်ရွက်လိုက်တဲ့ကိစ္စရှင်းနီမြုံနယ်လိုက်တဲ့ကိစ္စတွေကနေထူးခြားသောအနာဂတ်ကောင်းကိုရဝယ်ယူတဲ့ပစ္စည်းတွေကအကျိုးမြတ်တွေရရှိလာမယ်တရက်နေ့မှာကိုလုတ်တဲ့ကိစ္စမှန်သမျှအောင်မြင်တယ် ကိုလှုပ်တဲ့စန္ဒတွေရှိသမျှလည်းလှုပ်လို့ရတယ်။နှစ်ရက်နေမှာခက်ခဲနေတဲ့ထိတ်တိုက်တွေ့တတ်တဲ့လူယုံထားလို့မရအောင်။သုံးရက်နေမှာပေါ်လာတဲ့စိတ်ကူးကြံကြံတွေကိုလက်တွေ့ကောင်းထဲပေါ်ပြီးအောင်မြင်မှုကိုရယူနိုင်တယ်။လေးရက်နေမှာရှင်ပြန်မှုမှန်သမျှကိုကျော်လွှားပြီးတော့ကိုယ့်ရဲ့လိုရာစန္ဒကိုပြည့်မြောက်လွတ်နိုင်တဲ့အနေအထားရှိတယ်။၅ရက်နေမှာငွေကြေးလက်လာဘကံစီးပွားကံထူးကောင်းတယ်။၆ရက်နေမှာအပြန်ဆရာလုံးကိုကြော်ပြီးဘဝရည်မှန်းချက်ကိုအောင်မြင်မယ်။ခုနှစ်ရက်နေမှာငွေကြေးပေးယူသတိထား ဂတိစကားလွယ်မပေးနဲ့သူတစ်ပါးဂတိပြက်လွယ်လည်းကိုစိတ်ရှုပ်ရမယ်အဲ့ပြင်းအနေမှာတောင်ရက်ကိုဥတည်သွားစေခြင်းရှိတတ်တယ်နေခင်းဆက်လွန်နိုင်တဲ့တဏှာခွဲတွဲအသွာလာနေတိုင်းအထူးပြုယူဆရမှာဖြစ်တယ်ဒီကာလအတော်တွင်းမှာတနင်္လာနေ့ကနေ့ကြာသာပတိနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေတောက်ကြမွေးသူများကြောင့်စိတ်အနှောင့်အယှက်တွေဖြစ်တတ်တယ်ရှစ်ခွန်ကိုကနန်းနေ့အကျိုးပေးတယ်အနဲ့ရောင် နက်ပြာရောက်မိကုန်းရင့်ရောင်နေဝှက်ပြီးတော့အလိုရှိရာဆန္ဒတို့ကိုလောက်ကင်ပါထူးခြားချက်ကတော့နိုဝင်ဘာလ၄ရက်နေ့ဒဇာမွန်လပြည့်နေ့အင်္ဂါနေ့နဲ့တိုက်ဆိုင်နေအဲ့ဒီနေ့ညနေ၃နာရီချိန်မှာဇီးပင်တပင်ရဲ့အရှိတောင်ပဲကန်ကန်ဇီးကန်းကိုဖြတ်ပြီးတော့ရှစ်လက်မှာလျာဖြတ်မယ်အခောက်ခွမယ်ရွှေရောင်တုံးအဲ့ဒါလေးစောင့်ထားမယ် ရောင်းကျင်တဲ့ပစ္စည်းထိပြီးထွက်စီတွေ့စီရောင်းထွက်တဲ့ဈေးမာထဈေးကိုဈေးရောင်းကောင်းတယ်အလုံးနေရာမှာထလက်ပွင့်တယ်လက်တွေ့သုံးချနိုင်ပါတယ်ဒီစီရင်ကိုဆောင်ရွက်လိုက်ပါကျေးဇူးတင်ပါတယ်ကြာသာပတင်းနေဘွေသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့ကနေ9ရက်နေ့အတွင်းစမ်းပွင့်မယ်ပြရတာကောင်းမယ်မိကောင်းဆွေကောင်းထောက်ကူရမယ် စုပေါင်းလုပ်ငန်းကြိုးပမ်းမယ်အလုပ်တိုးတက်မယ်လိုရာပြည့်စုံမယ်အခက်အခဲဖြေရှင်းနိုင်မယ်ရာလုံးကိုကြော်ပြီးတော့လိုရာဆန္ဒပြည့်စုံခြင်းကိုကြော်မယ်တရက်နေ့ကရာရာဆင်ပြေခြင်းခံကောင်းခြင်းနဲ့တိုးတက်ခြင်းရှိတဲ့မြတ်တရားခံကောင်းမယ်နေ့ရက်နေ့မှာခီးကိစ္စဆင်ပြေမယ်ပစ္စည်းပြောက်တတ်တဲ့အခက်အခဲကြတိုးတက်မယ်သုံးရက်နေ့မှာငွေကြေးခံကောင်းခြင်းလက်ဖွင့်ခြင်းဆင်ပြေခြင်းကိုကြော်မယ်လေးရက်နေ့မှာရန်နဲ့ဆင်ပြေလောက်ရမယ်ပြီးမှဆင်ပြေသွားမယ် ၅ရက်နေ့မှာပေါ်လာတဲ့စေကုသစ်အကြံဉာဏ်သစ်တွေကိုလက်တွေ့ကောင်းတဲ့ပေါ်ပြီးအလိုဆန္ဒရှိသလောက်ဆောင်ရွက်ကြိုးပေးမယ်၆ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်အခက်အခဲအလုံးကိုကျော်လွှားနိုင်မယ်ရတ်တန့်တဲ့လုပ်တွေပြန်လည်စတင်နိုင်တယ်၇ရက်နေ့ကလက်ပွင့်ခြင်းကံပွင့်ခြင်းလိုရာပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းရှိမယ်သို့တော့တောင်ရက်ကုန်တည်သွားရင်အညီရှိတတ်တာသတိထားရမယ်အဲ့ဒီရက်မှာနေစရနိုင်တဲ့ တနင်္ဂနွေအတွင်းမှာသွာလာနေထိုင်အထူးပြုပြီးတော့ဂယူဆိုင်ရမှာဖြစ်တယ်။တပတ်တာကာလအတွင်းတနင်္လာနေ့သောကြနေ့ကနေ့ဝိသုရိကောင်းကျိုးပေးတယ်။ကြာသာပတိနေ့စနေနေ့ဝိသုရိဒုက္ခပေးတတ်ပါတယ်။369ခုကနန်းနေ့ကျိုးပေးတယ်။အပြာရောင်မီးခိုးရောင်ပန်းရောင်တို့ကိုသုံးပြီးလူရှိရာဆန္ဒပြုပြီးလောကီမှာဒီကာလအတွင်းမှာ၄ရက်နေ့သဇမုလပြည့်နေ့အဲ့ဒီညနေ့ အင်္ဂါနေ့တိုက်တဲ့အိနေ့ညနေ၃နိုင်ချိန်မှာဇီးပင်တပင်ရဲ့အရှိတောင်ပဲကန်ကဇီးကန်းကိုဖြတ်ပြီးရှစ်လက်မှလျားဖြတ်အခေါက်ခွာရွှေရောင်ထုတ်ပြီးတော့အဲ့ဒီဇီးကန်းလေးကိုဈေးဆိုင်ဈေးရောင်းတဲ့နေရာဒီမှာထားအလုံးနေရာမှာထားလက်ဖွင့်ကံဖွင့်ခြင်းနေရှိမယ်ဈေးကောဈေးလက်ဖွင့်စီတော့စီရင်ဖြစ်လာမယ်ဆောင်ရွက်ပြီးအချိုးကျစုရရှိနိုင်ပါလေကျေးဇူးတင်ပါတယ်တောက်ချာနေပွေသူအားလုံးမင်္ဂလာပါ2025ခုနှစ် နိုဝင်ဘာလ10ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာရံများမယ်အတိုက်ခံများမယ်လူယုံထားလို့မရအောင်စမ်းဖွင့်မယ်မိကောင်းဆွေကောင်းတော့ကိုရမယ်ဆက်ပစ္စည်းပျက်စီးများမယ်အသေးစားထိခိုက်မှုကိုဆက်ရမယ်တရက်နေ့မှာရံအနောက်ဆက်တွေနဲ့ထိတိုက်တွေ့ပြီးမှအဆင်ပြေမယ်နှစ်ရက်နေ့မှာရပိုင်ခွင့်တွေပြန်လည်ရရှိနိုင်တယ်စတင်လိုက်တဲ့ကိစ္စတွေထူးချိုးပေးတယ် တော့ရက်နေ့မှာသူတစ်ပါးနဲ့မတူတဲ့ရှုထောင့်နေရာတွေလောက်ကင်ပြီးတိုးတက်မှုလမ်းကြောင်းချုပ်မယ်။လေးရက်နေ့မှာဝေးကွာသူတွေနဲ့ပြန်လဲဆုံမယ်။အလုပ်ကိစ္စအစီအပြေမယ်။၅ရက်နေ့မှာရှင်ပြန်မှုမှတမယအောင်မြင်မယ်။ဘဝရည်ရွယ်ချက်တိုးတက်မယ်။၆ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတိုက်တွေ့မယ်။၇ရက်နေ့မှာစမ်းပွင့်မယ်လိုရာပြည့်စုံမယ်။ဒါပေမဲ့မတော်တဆနေကြူဆက်ရမယ်။နေ့စရနိုင်တဲ့တနိုင်ခွေတွင်သွားလာကြူဆက်ရမယ်။တောင်ရောက်ကုန်ဒီသွားစေ။ ရန်ရီချုံတတ်တယ်။ကြာသာပတိနေသောကြံနေစနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်။ဟင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။နံပါတ်369ကုက္ကဋ္ဌနေ့ကိုအချိုးပေးကဏ္ဍနေ့ဖြစ်သုံးဆွဲနိုင်ပါတယ်။အနီအောင်ချက်သွေးအောင်ပန်းအောင်တို့ကိုသုံးပြီးအလိုရှိရာဆောင်ရွက်ပါ။နိုဝင်ဘာလ4ရက်နေ့အဲ့ဒီကဒဇမုလပြည့်နေ့ဖြစ်တယ်။အဲ့ဒီမှာဟင်္ဂါနေ့နဲ့တိုက်ဆိုင်တော့ထူးခြားတဲ့အစီအရင်ဖန်တီးလို့ရတယ်။ အဲ့ဒီညနေ3နိုင်ချိန်မှာဇီးပင်တပင်ရဲ့ရှေ့တောင်ဘက်ထွက်နေတဲ့ဇီးကိန်းဖြတ်ပြီးတော့ရှစ်လက်မှလျာဖြတ်အခောက်ခွာပြီးတော့အဲ့တော့ရွှေအောင်တုပ်ပြီးတော့ဆောင်းထားအယောင်းဝဲဇီးစိုက်တယ်မှာထားလို့ရတယ်လုပ်ငန်းလုပ်တဲ့အခါမှာဆောင်းပြီးတော့ရောင်းမဝယ်ဘဲဖွင့်အောင်လုပ်လိုက်လက်ပွင့်စေတယ်ဇီးခေါ်ဇီးကောင်းကောင်းစေတယ်ဒီစီရင်ကိုဆောင်းရွက်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ 2025ခုနှစ်နိုဝင်ဘာ10ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာကောင်းသောကံအကျိုးပေးမှုနဲ့တိုးတက်မှုတွေရှိတယ်။ရပိုင်ခွင့်တွေလည်းဝယ်ပြန်ရမယ်။ပေါ်ပေါက်လာတဲ့စိတ်ကူးတွေကိုလက်တွေ့သုံးချပြီးမြန်မာ့ရဲ့ဘဝနေသားတစ်ခုကိုရအောင်ဖန်တီးနိုင်နေမယ်။ခရီးကိစ္စစီစဉ်လို့အဆင်ပြေမယ်။အရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေကကောင်းသောအကျိုးကျေးဇူးကိုရရှိမယ်။တရက်နေ့မှာ ဥတီကျဲပြောင်းပြီးလုပ်တဲ့ကိစ္စရဲ့အကျိုးဆက်ကိုကြုံမယ်။နှစ်ရက်နေ့မှာပုံမှန်နဲ့ငွေဝယ်မယ်အလိုပြည့်စုံခြင်းတိုးတက်ခြင်းရှိမယ်။သုံးရက်နေ့မှာပေါ်ပေါက်လာတဲ့အကျိုးစိတ်ကူးကြံ့ကြံ့တွေလက်တွေ့လို့ဝေကုံတော့များမယ်။လေးရက်နေ့မှာရန်တိုက်ခံနေတဲ့ကြုံမယ်ပြီးမှဆင်ပြေမယ်။မားရက်နေ့မှာလူမင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရလိမ့်မယ်။စိတ်ချမ်းမြေ့စရာတွေကြုံမယ်။ချောင်းရည်နေမှာမထင်မှဖဲသွားလိုက်တဲ့ခီးတစ်ခုကနေချိုးပေးတဲ့ကံပေါ်မယ်။ရဝေးရဆက်သွဲရောက်လာမယ်။ ဝေးကွာသူတွေနဲ့ပြန်လဲဆုံစည်းမယ်ခொနည်းနည်းကတော့လက်ဖွင့်ခြင်းကံဖွင့်ခြင်းလူပြည့်စုံခြင်းနဲ့ဘဝတုတ်တက်ခြင်းတွေရှိမယ်တပတ်တာအတွင်းတနင်္ဂနွေနေ့သောကြနေ့စနေနေ့ဝေးသူတွေကောင်းချိုးပေးတယ်တနင်္လာနေ့ကြာသပတေးနေ့ဝေးသူတွေဒုက္ခပေးတတ်တယ်နှစ်ခုကိုကနံအချိုးပေးတယ်ဖြူစိမ့်မိကိုရောင်တို့ကိုတောင်းပြီးအလိုရှိရာကိစ္စတွေကိုဆောင်ရွက်ပါ၄ရက်နေ့ November လာပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်ဈေးခေါ်ဈေးရောင်းကောင်းစီရအစီရင်ဖြစ်အဲ့ဒီနေ့ညနေ3နိုင်ချိန်မှာဈေးပင်တပင်ရဲ့အရှိတောင်ပဲခိုင်ကဈေးခိုင်ကိုဖြတ်ရှစ်လက်မှလျာယူပြီးတော့အခောက်ခွာရွှေရောင်ထုတ်ပြီးတော့ညာရှိသလိုတော့လက်ဖွင့်ကံပွင့်ခြင်းနေရှိလိမ့်မယ်အဲ့ဒီနေ့မှလည်းကထိန်သင်္ကန်းကတ်လို့ရပဒံကောင်းတဲ့နေ့ဖြစ်ကြောင်းနဲ့တင်ပြပါတယ် certeza o trabalho.